ဆရာတဲ့7.58 B ကျူးဆွဲမိဆက်ကကျူးဆွဲရတာရမ်းမာနေတာဘာဖြစ်လို့လဲဗျာတဲ့ပလက်ဖြုတ်လိုက်ရင်တော့ဆွဲရတာပေါ့တယ်ဗျာတဲ့ Okay အဲကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးလည်းတင်ထားဘူးပါတယ်အခုမိကုံးလေးတွေကျွန်တော်ဖြေးနေတွေ့တော့လည်းထပ်ပြီးတော့ဖြေးပေးပါမယ်เนาะအဲ့တော့7.5ပဲဖြေးဖြေးခုနကเนาะ6.5ပဲဖြေးဖြေး7.0ပဲဖြေးချပါတော့6កောင်းဝဲ9កောင်း9កောင်းဝဲအမျိုးမျိုးခေါ်နေကြတယ်เนาะအဲကျွန်တော်ဘာကြောင့်လက်ဆွဲမာရတာလဲပေါ့เนาะအဲအဓိကတော့ကျွန်တော်တို့ဒါ ကော်မရှင်တောင်းလို့လက်ဆွဲရမှာတာပေါ့နော်ဒါပေမဲ့သူလက်ဆွဲရချိန်မှာကျွန်တော်ပြော့အောင်လုပ်ပြီး system ကခဏခါမိစက်မှာပါပါတယ်အဲ့ဒီ system ကအလုံးမလုံးလို့မို့တာလင်းလက်ဆွဲရတာမာနေရဖြစ်ပါတယ်နော်အရင်မာနေလိမ့်မယ်တချို့ဆိုဘက်ပြန်ပြီးတော့ကျွန်တော်လူတော်တော်မှလက်ကိုတော်မှခိုင်းမိသွားမျိုးရှိတတ်ပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီအရင်တွန်းကန်အာမြင့်နေတဲ့ပြည့်တဲ့တွေလက်ဆွဲရတာအရင်မာနေတာ အဲ့တော့အဲ့ဒီအင်ဂျင်နှုတ်ကန်အားကိုကျွန်တော်ကမနှိုးခင်အချိန်ဒီမှာရှော့ထားပြီးတဲ့ system အလုံးမလုံးလို့ပါအဲ့ဒါလေးကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ကခဏကဒီပလက်ရဲ့အောက်မှာသူကပလက်ဖြုတ်တယ်ဆိုတော့တိုက်ပစ်ဖုံးလေးရှိပါတယ်အဲ့ဒီတိုက်ပစ်ဖုံးလေးကိုဖွင့်လိုက်မယ်ဆိုတာအဲထဲမှာတိုက်ပစ်မောင်းနေတွေ့ရပါလိမ့်မယ်အဲ့ဒီတိုက်ပစ်မောင်းနှစ်ခုကိုတခြားကြည့်တာပါကျွန်တော်တစ်ဖက်ကအင်းလဲတစ်ဖက်ကအိဇိုးပေါ့နော်အဲ့ဒီမှာဘာကြည့်ရမလဲဆိုတော့ကျွန်တော်တို့ကအဲ့တော့အင်းကြီးဆွဲတဲ့အချိန်မှာတိုက်ပစ်မောင်းနှစ်ခုဟာလှုပ်ရှားမှုကိုတွေ့ပါလိမ့်မယ်အဲ့မှာမတူညီတာတစ်ခုကတော့ အင်ဂျင်နှစ်ပတ်လဲတဲ့ခါတိုင်းနှစ်ပတ်လဲပြီးတိုင်းလဲပြီးတိုင်းမှာကျွန်တော်တို့အင်လက်ဘားကတစ်ချိန်လှုပ်ရှားမှုရှိမယ်အိဇောဘားကတော့ကျွန်တော်တို့နှစ်ချိန်လှုပ်ရှားမှုရှိမယ် ဲတစ်ချိန်ကတော့ကျွန်တော်မတိမတာအနေငယ်လေးပဲလှုပ်သွားမယ်တစ်ချိန်ကတော့ခုနအင်လက်ပါလှုပ်သလိုပဲများများလှုပ်မယ်အဲ့ဒါလေးကိုကြည့်ရပါလိမ့်မယ်အဲ့တော့ဘာကြည့်ရမှာလဲဆိုတော့ကျွန်တော်တို့ခုနကအင်လက်ပါကတော့ကျွန်တော်တို့လေးကိုရှူရှိုက်လိုက်တယ်ဆိုရင်သူကဖွင့်ပေးတယ်ပေါ့နော်ရှူရှိုက်မဲ့အချိန်ပေါ့ interstitial မှာအင်လက်ပါဖွင့်ပေးတယ်ဖွင့်ပြီးတော့အပြင်ကလေးတွေနဲ့ကာဗိုက်တာရဲ့စီရင်နဲ့စီလေးအချိုးစားကိုအင်ဂျင်ထဲကိုဆွဲသွင်းသွားတယ်ဆွဲသွင်းပြီးရင် င်ပစ်ပြင်ပြန်တက်လာတဲ့ commission stock မှာခုနကကျွန်တော်တို့ဒါလေးတဲ့ပြဿနာအဲ့မှာစပြီအဲ့ဒီအချိန်မျိုးလေးတာကိုတက်တာစီဖို့အတွက်ကျွန်တော်တို့ခုနကအင်ဂျင်တွေက chemistry မှာပါတယ် barley system လေးကဒီ exotic bit ကိုအနေငယ်လေး barley ကိုဟပေးဖို့အတွက်သူမှာအဲအတက်လေးပါတယ်အဲ့ဒီအတက်လေးကတက်ပြစ်မောင်းကိုတွန်းပေးမယ်ကောင်သူကအနေငယ်တွန်းလိုက်တယ်အဲ့ချိန်မှာ exotic bar ကနည်းနည်းလေးဟပေးရမယ်အဲ့ဒါမှကျူးကျူးဆွဲရပေါ့ပါမယ်အဲ့ဟပေးတဲ့ system အလုံးမလုံးရင်မပေါ့ပါဘူးအဲ့တော့ဘာကြည့်ရမလဲဆိုတော့ခုနလူအဲ အင်းလက်တစ်ချိန်အိဇောနှစ်ချိန်လှုပ်ရလားမလှုပ်ဘူးဆိုရင်ခဏဘာဆေးရမလဲဆိုတော့တပ်ပြီမောင်းနေစမ်းကြည့်ပါအိဇောတပ်ပြီမောင်းဟာလိုရာတဲ့အများကြီးပူချောင်နေတော့ဒါအဲ့ဒါမလှုပ်နိုင်တော့ဘူးเนาะအဲ့ဒါဆိုတော့အပတိုက်ပြီလေးကိုအနေငယ်လေးတိုးလိုက်ပါအရင်တင်းခိုင်းတာမဟုတ်ဘူးเนาะကျွန်တော်အနေတော်လောက်ပေါ့เนาะပုံမှန်ဆိုတော့ကျွန်တော်က0.15မီတာမီလီမီတာချိန်ရတယ်ဒီ အင်ဆိုတဲ့ဘက်ကနော်အင်လက်တဲ့ဘက်က0.1 mm ပြတာချိန်ရတယ်အဲ့လိုဖီလာကြီးထိုးရတယ်ပေါ့နော်အဲ့လိုမထိုးရင်လည်းကျွန်တော်ပုံမှန်1တစ်ခွက်ချိန်လို့ချိန်ကြည့်ပါဒါဆိုရင်အဲ့လိုလေးချိန်လိုက်ရင်တော့ဒါမိတ်ဆွေညီကိုရဲ့လေးနေဆက်ကအဆင်ပြေသွားဖို့များပါတယ်အကယ်၍မှအဲ့လိုချိန်လဲအဆင်မပြေဘူးဆိုရင်တော့အင်ဂျင်တွေကကင်းရှက်လိုအပ်ချက်ကြောင့်ဖြစ်ပါလိမ့်မယ်ဒီနှစ်ချက်ကြောင့်အများဆုံးလေးပါတယ်နော်အဆင်ပြေပါသည်